ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်း channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်။ video review reaction မလို့တွားပြီးကမှာတော့ယနေ့ match လ20ရက်နေ့ရဲ့ကာတာပတိနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းအချို့ကိုအချင်းချုပ်ဖော်ပြပေးတော့မှဖြစ်ပြီးတော့နေမြောက်ကိုချင်းချုပ်မဖော်ပြပေးတွားခင်မှာတော့ကျွန်တော်တို့တွေအားလုံးတစ်ချိန်ကတိကျရတယ်။လွန်ခဲ့တဲ့9နှစ်ကျော်ကာလကန်က MCKR လေးနဲ့ MC ကြာကြီးဆိုပြီးနှစ်ဦးကပေါ်ထွက်လာခဲ့ပြီးတော့ မိုးရီတဲကတချင်းကိုသူတို့ရဲ့ဘာရှင်တိုင်းဆိုပြီးဘေးရနေပြီးတော့မိုးရီတဲမှာကိုရီတွေပတ်ခဲ့ကြလို့ပြည်သူလူထုတခုလုံးကနေပြီးတော့အာသဖြစ်လောင်ပြောင်ခဲ့ခံရတဲ့ MCK ရလေးပေါ့ဗျာ MCK ရလေးတယောက်ဟာဆိုရင်တော့အခုချိန်မှာဆိုရင်တော့အာနာသိမ့်ပြီးမှာချိန်မှာစပြီးတော့လက်နက်ဆွဲကင်ပြီးတော့တော်လိုင်းတက်တီနဲ့ပူပေါင်းပြီးတော့ဝင်ရောက်ပြီးတော့ဒီထဲမှာရွ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 တိုက်ခိုက်နေသလိုပဲတစ်ခါမှလည်းသူ့ရဲ့ရန်ကုန်မှာမျက်နှိုးရတဲ့အမှုပညာလုပ်ကိုလည်းဆက်လုပ်နေရအောင်တွေးရှိရပါတယ်။ဖော်ပြပေးမဲ့ MCK ရဲ့ဗီဒီယိုမှာတော့အဓိကဖော်ပြခြင်းတဲ့အကြောင်းကတော့သူဗီဒီယိုရိုက်ထားတဲ့သူ့ရဲ့တခြင်းရဲ့နောက်ခံမှာ အောင်းဝင်နေတဲ့ခရစ်ယာန်ဘုရားကျောင်းမှာခရစ်ယာန်ဘုရားကျောင်းဟာဘုံထံတင့်ထားတဲ့ခရစ်ယာန်ဘုရားကျောင်းကြောင့်ဖြစ်ပါတယ်။ဒါစစ်ကွေးတတိယရုံမှမူကြောင့်နေ့စဉ်နဲ့မြဘုံကျဲမှုတွေကိုခံရတဲ့တိုင်းသားနေမြေတီကဘုံထံတင့်ထားတဲ့ခရစ်ယာန်ဘုရားကျောင်းကိုအဓိကထားပေါ်ပြသွားတာဖြစ်တဲ့ပြင်ကိုတဲ့အာနာရှင်ကိုစန့်ကျင်တဲ့အရှင်ကိုလည်းအကယ်ကိုပဲလုံးဝဖိုင်နေအောင်ဆူသွားတာဖြစ်တဲ့အတွက်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးနဲ့တူစတင်ဖွင့်လိုက်ပြီးတော့နောက်မှာတော့ဒီနေ့ညရဲ့နောက်ဆုံးရရှိတဲ့သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲ တုံးကြီးကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါတယ်။နောက်တော့ဘုံတန်တင့်ထားတဲ့ဖျားကြောင့်ဖြစ်ပါတယ်။တော်လေးကိုမှဆူဆူရွရဘုံတန်တင့်ထားတာတွေ့ရပါတယ်။နောက်ရတိုင်းရင်သားနေပေဒီမှာမြဲတမ်းကြုံတွေ့နေရတဲ့အရာတွေဖြစ်ပါတယ်။အကောင်စီရဲ့လေရင်ဘုံကျဲမှုတန်တွေကိုအလူလက်ခံရတဲ့ဒေသတွေပါ။ အိုး MC ကရလေးတယောက်အနေနဲ့လူမျိုးလုံလုံးပေါ်ဥပြထားလဲဆိုတာကတော့ကျွန်တော်တို့လေးအတူတူကြည့်တော့ကြအောင်ဗျာ။ I'm declaring it.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  나가도시대래두루레르마치내산도도리모이디체묘게데보아리냐나고샘시오이비메타이미고께시아나유묘욕괴예마타마로바지담구쪽도넷퀸예조욕세케세뽀에디야세뽀에디야로다지비메나가묘사샤오메람마니메리카로마비니케타베비토나루메리야나마자진니네사글롱냐네빗다베웨루앗니다아이르베초가로고네마사이드로먀괴리퓨 ရှိုးကတော့ဖတ်ပေဝါဒဘောရင်းမှာပြဖတ်ပေနေလူလောကကဘာကြီးမောင်ကြပေါင်းပြည့်ရည်တွေပြူအနာကမျိုးဆက်ကောင်းစားဖို့အတွက်ငါတနဲ့လဲပြီးဖတ်ဆက်ပဲခု Hey hey down down day you shall quay on my န်တော်ဝါရှောက်ခဲ့ရတဲ့မောင်ရတွေကမတ်ချက်ပြီမနဲ့လူထုနဲ့တန်တဲ့ရှိမဲ့ခံစားချက်တဲ့ပတ်သက်နေစေတိုင်းပြည်ကြီးချွတ်ချုံကြအောင်အာနာယူတွေရက်ဆက်နေခဲ့ခတဲ့တွေအိပ်ပျော်နေတဲ့ကလေးငယ်ရဲ့နာကလန်းတွက်ပေတော်ရင်ငါမသိခင်ဇာတ်မတ်လျံမျောချတွေးအတော်တန်ဝေးလို့နှိုင်းရှင်ရဲ့အထာနဲ့လန်းခတ်တဲ့စိမိတ်စာတိုက်ထုံနေတဲ့ငါတို့စိတ်တည်းကမာတဆတ်ထအခင်အားရချုံပါဝါပြီးကျွေးတဲ့လက်ကိုပြန်ကိုက်နေတဲ့သဘောလုံးမဆောင်မနဲ့ပဲခွေးတဲ့ဆိုးတဲ့ငမိုက်တွေမင်းတို့ဆောက်ချိုးလောက်ရက်တွေကိုကြည့်သူနေနဲ့မကြိုက်လေခဲ့တိုင်းပြည်ရဲ့လူမျိုးကိုကောင်းမွန်မပြောပြီးပြင်းတဲ့ခဲ 爱情一片林立，燃烧火焰的你，哪个都是你的。独落泪对着寂寞，一片仰慕，用力唱的是谁？寂寞开的花，是谁的？ သက်နဲ့ရင်ကပိဆက်မာကျော်ရဲစိတ်တက်တွေနဲ့တရားတဲ့ပံကကြေးထက်တိုင်းပြည်ကြီးမနာမကျန်းဖြစ်အောင်မင်းတို့တွေကစေခက်နေတဲ့နဲ့ကင်းဝေးခဲ့ခြင်းကရေးဆက်ခဲ့တဲ့တေးရက် ၁၀ရက်နေ့ရက်ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကောင်းသောသတင်းပုံနေနဲ့ကတော့ပဲခူးတိုင်း30မြို့နဲ့မင်းလာမြို့တို့မှာကျမ်းပါစစ်တပ်ကကိုရင်တော်ပိတာပေါဝင်လူငယ်၁၈ဦးကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောထားတွေ့ရှိရပါတယ်။ဒါဟာမနေ့ကမတ်လ၁၉ရက်နေ့နနက်၁၀နာရီ30မိနစ်မှာတာယာဝတီမြို့နယ်30မြို့စံရွေးတန်းရက်ကွက်စံရွေးတန်းလန်းဘောလုံးဝင်းကျောင်းတိုင်မှာအသက်18နှစ်အရွယ်ကိုရင်တော်ပိတာခေါ်မောင်တပ်ပိုင်ရက်ကိုကျမ်းပါစစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဝင်တော်ပိတာကိုမောင်တပ်ပိုင်ရဲ့သည်ပုံကြီးဝှထားသည်မှာနှစ်လကန်သာရှိသေးပြီးဘောလုံးဝင်ကြောင်းတိုင်ဤစစ်သားများနှင့်ပြူစောတိများကကားဖြင့်ပေါ်တာဆွဲဖမ်းသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်ဝင်တော်ပိတာဘုံကြီးဝင်းနဲ့ပါသွားတာမနေ့ကပြူစောတိတွေနဲ့စစ်ခွေးတွေကားနဲ့ပေါ်တာဆွဲတာကိုမြင်လိုက်တဲ့သူတွေရှိတယ်။သူတို့ကတော့ကိုရင်ဝိတ္တနှစ်နာရီလောက်ပဲရှိသေးတယ်လို့လေဒေသခံပြည်သူတွေကပြောထားပါဗါး။အလားတူပဲဘကိုးတိုင်းမင်းသားမျိုးနယ် အမှတ်6ရောက်ကမှနေတဲ့လူငယ်6ဦးကိုလေအချမ်းဘတ်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းသိသွားကြောင်းဒေသခံပြည်သူတွေကပြောထားပါတယ်။မင်းလာမျိုးအမှတ်6ရောက်ကမှမီးစားတော့ဆိုင်မှာစစ်ကောင်စီတပ်သားများရက်လာတော့စဉ်ရေမပေးသည့်ပြဿနာနဲ့ဆက်နွယ်၍သပွဲတို့6ဦးကိုတခါတည်းပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ထို့သောပေါ်တာဆွဲဖမ်းသိသွားပြီးနောက်စိုင်းရှင်းကသိမ်းနေရာဖြင့်ပြန်လည်ရွေးထုတ်ခဲ့ရကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်အောင်မင်္ဂလာတုံးလမ်းမကြီးဘေးမှာရှိတဲ့အမှတ်1မှုကင်းရက်တဖွဲ့ခွဲ 福建这条河，自然的拥有违停满地山的，包括在开吉也买了，因他妈坐地铁的人也是个。还有是，可能你附近的比较，我平时都留个调查吧嘞。哈哈，那是啊，十个人的廿十内起码，自然的拥有违停满片，包括在开吉人片片，在开木匠平田的人也是多过，最用的过，可长度在六米啊吧嘞，颜色没有了吗？一大片都都搞嘞，人们连夜室内都在面临环境。 အော်မီဂလာတုံလမ်းမကြီးမှာရဲနဲ့စစ်တပ်များကပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေတဲ့ကိုမြင်တွေ့ခဲ့ရကြောင်းပြောထားပါဗါးပေါ်ကမှုဖြစ်တာလားဘာလို့တော့တခြားမသိပါဘူးမနေ့ည၈နာရီခွဲတော့မှ CID ယုံရှင်းနဲ့ယုံနီတစ်ဖက်ချမ်းမှာစစ်ကားရဲကားတွေနဲ့အင်စီကားတွေတက်စီတွေကိုကုန်စစ်နေပါတယ်ည၉နာရီလောက်ထိစစ်ဆေးသွားတယ်လို့လည်းသိရှိရတယ်လို့ပြောထားပါဗါးဒ နောက်ထပ်သတင်းတို့မှာတော့မြန်မာနိုင်ငံတဝမ်းမှာတော်လိုင်းဤတများကိုထိုးစစ်စီရန်အတွက်ပောက်ကွဲအားပြင်းထန်သောလက်နက်ကြီးများနဲ့ဘုံများအရေးအတွက်အများပြားတိုးမြင့်ထုတ်လုပ်နိုင်၍နိုင်ငံတော်ဝန်ရမြေဩတာဆက်ယုံများမှအမိုနီယံနိုက်ထရိတ်၅၀တိုး၍စစ်ကောင်စီကထုတ်လုပ်နေကြသောမြန်မာရေနံဓာတုပေဒလုပ်ငန်းက သတင်းတစ်ခုပေါက်ကြလာခြင်းဖြစ်ပါတယ်စစ်ကောင်စီကဒရုန်းဘုံလေရင်ဘုံစင်ကွဲဘုံများလက်နက်ကြီးဘုံများကိုတိုးမြင့်ထုတ်လုပ်ခိုင်းနေရမှာရင်းစုလက်ခဲရမ်းများထုတ်လုပ်ရန်အဓိကလိုအပ်နေသောအမိုနီယာနိုက်ထရိတ်ကိုလည်းငါးစားတူရီထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်းအမိုနီယာနိုက်ထရိတ်မှာဘုံခဲရမ်းများထုတ်လုပ်ရမှာအဓိကကျသောတပေါင်းဖြစ်ပြီးတက်မြေဩဇာစစ်ရုံများကအဓိကထုတ်လုပ်နေကြောင်းသိရှိရပါတယ်တက်မြေဩဇာစစ်ရုံတွေအားလုံးကနေအမိုနီယာနိုက်ထရိတ်ကိုတာမန်ထက်ငါးစားတိုးထုတ်ခိုင်းနေပါတယ် အဲ့ဒါဒီအကုန်လုံးကိုကပ္ပစာစက်ရုံတွေကိုအမြန်ဆုံးနဲ့တိုက်ရိုက်ပို့ခိုင်းပါတယ်ဘုံနဲ့လက်နက်ကြီးဘုံတွေကိုတိုးထုတ်နေတာမို့လို့အမိုနီယာနိုက်ထရိုက်တွေလည်းပို့တိုးထုတ်ခိုင်းနေတာလို့လည်းမြမရေနံဂျာတုပိဒါလုပ်ငန်းကပြောထားတာကိုသိကြပါလေမင်းအောင်နိုင်တယောက်ရဲ့ရုပ်မှမှုတွေကထပ်ပြီးတိုးလာဖို့ပဲရှိပါတယ်စစ်ခွေးကောင်းဆောင်မင်းအောင်နိုင်ရဲ့စစ်ခွေးကြောက်တိုင်တွေကိုအမြန်ဆုံးမရှင်းနိုင်ဘူးဆိုရင်ပြည်သူတွေအနေနဲ့ဒီတဲ့ပို့ပြီးတော့ကြီးမားတဲ့နေထားတွေကိုထပ်မှန်ရင်ဆိုင်နေရအောင်မှဖြစ်ပါတယ်ဒါကြောင့်တော်လန်ကြီးနေထားတစ်ခုကိုပြည်သူတွေတအူးမကြံပူပေါင်းပေါင်ဝင်မှတာတော်လန်ကြီးကအမြန်ဆုံးအမှန်မှဖြစ်တဲ့အတွက်မိမိတို့ရဲ့ နီးစရာဒေသနဲ့မိတို့ရဲ့နီးစရာနေရာတွေမှာအိကအပြင်ပူပေါင်းနှံ့တလို့ပူပေါင်းပေါဝင်ပေးကြဖို့ဒီနေရာကနေပြီးတော့တက်မှန်အောင်ဆိုလိုက်ပါတယ်မင်္ဂလာပါတုံနာမကူတွေ့ပါအဖိုးစစ်တာဖေးစစ်တာတားစစ်တာ ရောက်ကြတဲ့မှာမှစစ်တာဖြစ်ခဲ့ရလို့ကျင်းနေတဲ့အမျိုးရောတစ်ခုပါပေါ့ဗျာနော်ကျွန်တော်အဖိုးကဘကူးရုံးမှာတိုက်ပွဲကြခဲ့တယ်ကျွန်တော်အဖေကတော့ပန်မကောက်မှာတိုက်ပွဲကြခဲ့တယ် စစ်ခွေးမျိုးရိုးတယ်ကွာစစ်ခွေးမျိုးရိုးစစ်အာဏာရှင်ကိုကာကွယ်ရင်းနဲ့ပဲကြားခဲ့တာကြီးပဲမင်းတို့ကောင်းလေမင်းတို့ကြားသွားတဲ့အချိန်မှာမင်းတို့ငိုမဲ့လူတကောင်းမှရှိမှာမဟုတ်ပျော်ပြီးလက်ကုပ်တီးမဲ့ပြည်သူတွေကြီးပဲပြောတခုပါဗျာနော်ကျွန်တော်ဖူကဘကူးရုံမှာတိုက်ပွဲကြခဲ့တယ်ကျွန်တော်အဖေကတော့ပန်မကောက်မှာတိုက်ပွဲကြခဲ့တယ်ဒီဘက်ကလာတိုက်တဲ့စစ်ပွဲလည်းမရှိဒီတွင်းမှာတိုင်းရင်းသားချင်းချင်းကိုပတ်ပြီးတော့အများနဲ့ရန်ရှားနေတဲ့စစ်ခွေးတက်ကိုကာကွယ်ပြီးတော့တိုက်ခိုက်ပြီးတော့သေးတော်ကိုဂုံယူနေတဲ့စစ်ခွေးတိုက်ပါဗျာဒါကတော့ဒီနှုံးကတော့ ခြေလက်တွေရှိတော့ရင်စာအုပ်ကလေးတွေရောင်းလမ်းပြီးမှထိုင်ပြီးစာအုပ်ကလေးရောင်းလို့ရောင်းမရောင်းလဲအိမ်ဒီလိုက်ပြီးစာအုပ်ရောင်းနေတဲ့ကောင်းလေးမေဦးတော်လိုင်းနဲ့တွေ့မှာပဲနောက်တစ်ချိန်စာအုပ်ဒါလာရောင်းကြည့်မင်းတို့ကောင်းတွေကလုံးပြီးသေးဘယ်လိုလုပ်မလဲဆိုတော့စောင့်ကြည့်ပါအောင်ကွာကျွန်တော်တို့နှစ်တန်းလောက်ပါဗျာအင်းအဲ့တော့တစ်ချိန်တော့ပန်မကောက်ဆိုတာဘလောက်နာမည်ကြီးလဲဆိုပြန်တောင်ကောက်လို့မရလို့ပန်မကောက်ကိုပြန်မကောက်ကိုခေါ်ခဲ့တယ်ကျွန်တော်တို့တော်တော်ဆင်းရဲခဲ့ပါတယ်နှစ်တန်းចောင်းသားလေးတွေတို့တို့ဒါကြောင့် အဲ့ဒီလောက်ဒီဆင်းရဲပြီးတော့ဘဝတွေပြက်နေတဲ့အချိန်မှာမင်းတို့ရဲ့အထက်ကခေါင်းဆောင်စစ်ခွေးတွေကချင်းချမ်းသာသာနဲ့သူတို့ရဲ့တပည့်တွေကဆက်သက်စားမကုန်နဲ့စီးစိမ်နေနဲ့စားနေတာကိုတော့မင်းတို့ကမသိ။အောက်မှာမင်းတို့လက်တစ်ခါတော့စားရတဲ့ပတ်စံလေးတောင်းနဲ့သိန်းနဲ့ဟလောက်ကလေးကိုအဟုတ်မက်ပြီးတော့ဘဝတွေပေးပြီးတော့အခုချိန်ထိစစ်ခွေးပစက်ကနေပြီးတော့စစ်ခွေးစက်ကတွေထွက်နေတော့မယ်။မင်းတို့ကနေတက်တာကြီးလာတာအုံနှုတ်တွေကညံပြီးမလာဘူး။အောင်လားမအောင်လားတော့မသိခဲ့ကြတော့။ဒါပေမဲ့လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တက်ရှိဈေးတန်းလေးမှာခက်ခဲများစွာနဲ့ဈေးရောက်စားပြီးတော့ရေခဲကြောင်းကြောင်းနဲ့လို့ဟိုကလို့လို့ဒါလို့လို့နဲ့ပေါ့ဗျာ။ ပွာလေးတွေကိုစက်ချင်းနဲ့ပြည့်အောင်မနေ့ရက်တည်ခဲ့။အဲ့ကနေပြီးတော့ကြမှာစစ်သားတားနေပြစစ်သားပြတာမဆမ်းပါဘူး။အဲ့တော့ရေခဲတောင်ရောက်ပြီးတော့လေဘွားကမရက်တည်ခြင်းဘူး။ဘူတာယုံမှလည်းတကူချပုံမလို့ရှင်။အဲ့ဒါကြောင့်ကျွန်တော်စစ်ထရယ်ဝင်ခဲ့တယ်။တုတ်ခေတုံးကနော်ဒီလောက်တိုက်ပွဲတွေအများကြီးဒီလောက်တိုက်ပွဲတွေအများကြီးကြားနေချိန်မှာရှူရောင်းရင်းမှတဲ့လူတွေအပြည့်တုတ်တော့6လနေရတင်နာမှာ6လ။နော်အခုခေပြစစ်တပ်ထဲဝင်တဲ့လူတွေကျွန်တော်တို့တားတဘောကြတယ်။ဟွန်းဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီတာဝန်တွေကထမ်းဆောင်ပါမယ်။ အဲ့တော့ခမရတို့တင်တန်းကိုလာတဲ့အချိန်မှာတချုပ်ကြီးတွေလာကြည့်တယ်တိုင်မှုတွေလာကြည့်တယ်အကုန်လုံးခမရတို့အဆဆာရတင်တန်းကြောင်ရောက်ထားနေကြွေးတယ်မွေးတယ်သူစနစ်တကြနဲ့တစ်ချိန်လုံးအပြင်မှာဘလက်ရှင်းတန်းကောင်တော့မှစစ်တပ်ထိတ်ရောက်သွားရင်စစ်တပ်ချီသွားတယ်မင်းတို့ကိုစံနေလုံးတွေမှာတခါလာကြည့်ပြီးတော့ကြွေးတော်မင်းတို့ကောင်တွေပြောနေရတာမင်းတို့ကောင်တွေဘဝပါလဲဆိုတော့ channel မှာစောင့်နေခွေးလိုပဲအယိုးလေးကြွေးလိုက်တာကိုမင်းတို့ကဘဝမှန်နေကြတာအဘဝကောင်တွေအသားတွေရင်စားထားတာအဲ့တော့ခမရတို့စစ်တပ်ထိတ်ဝင်ရမှာကြောက်လို့ဆိုပြီးတော့ထွက်ပြေးငပိလေးမချက်ဘူးလား လွတ်မြောက်နေပြီပါဆိုပြီးတပုံခုလုံးတော့ခမရတို့ကအဆင်ပြေလာထွက်ပြေးတယ်ဆိုတာမင်းတို့ကြုံစိတ်ရှိတဲ့ကောင်ကြီးမဟုတ်လို့ဘောဟာမင်းတို့ကြုံစိတ်ရှိမှတော့ဝင်ပြီးတော့စစ်ကွေးတွေကိုပဲတာခွေတော့မှာပေါ့အခုဝင်နေတဲ့လူတွေထွက်ပြေးနေရတဲ့လူတွေဟာပေါ်တာဆွဲခံပြီးတော့မင်းပါတော့မနေ့လိုက်ဆွဲပြီးတော့သူ့ကိုကာကွယ်ဖို့တလုပ်နေရတာတကယ်စိတ်ရင်းမှဆိုရင်စစ်ကွေးပြစ်ချင်တယ်တယောက်မှမရှိဘူးဘာဖြစ်လို့ဆိုလူတွေလေကွာမင်းတို့ကခိုးတွေမှမဟုတ်တာကြီးနိုင်ငံကြောက်ထွက်ပြေးတော့လေအဖမ်းမခံဘူးလားရှုပ်ကောင်းပါလေစစ်သားလူကမှကြောက်လို့ထွက်ပြေးတယ်ဆိုတော့လေအဲ့တော့ကျွန်တော်ပြောချင်တာကဗျာဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီတာဝန်တွေထမ်းဆိုတာလေးစားပါတယ်ခုံယူပါတယ်အဲ့တော့ လွတ်မြောက်နိုင်ဆိုပြီးထွက်ပြေးတဲ့ကောင်နေမင်းကောင်နေ PDF လုတ်ပြီးတော့ပြစ်ကြတယ်ခတ်ကြတယ်ခြေတော့ပြတ်တယ်လက်ပြတ်တယ်မျက်စိကန်းတယ်နောက်ဘာလို့စားမလဲမင်းတို့ကျွန်တော်ဘယ်တိုက်ပေါ်မှာကြာလာလို့ဘာညာဆိုပြီးတော့မင်းတို့မှဘာတစ်ခုမှလည်းအခွင့်အရေးမရှိဘူးငါတို့တပ်မတော်သားတွေခြေတော့ပြတ်ပြတ်လက်ပြတ်ပြတ်မျက်စိထွက်ထွက်သူ့ရဲ့ခွင့်အရေးသူရှိတယ်နောက်ခွင့်အရေးတယ်ကွာစောင်းတွေလိုက်ပြီးတော့နေတကာပတ်ပြီးရောင်းနေတဲ့ကောင်တွေထော်ကျိုးတို့ကျိုးကောင်တွေအခွင့်အရေးဆိုတဲ့စကားကိုပြောသေးတယ်မင်းတို့ဘဝပေးထားတဲ့ခွင့်အရေးဆိုတာကပစ္စည်းလေနော်အဘွားယူထားတဲ့ခွင့်အရေးကကြီးပဲဒါလည်းမသိပါဘူးကွာမင်းတို့ကောင်တွေကပြောလဲနွားပလာတာကျွေးနေရသူပါပဲ သူရဲ့ခံစားခွင့်ရှိတယ်အဲ့တော့မင်းတို့ကောင်းနေဒီကိစ္စတွေပြတ်သွားပြီဆိုရင်မင်းတို့တရောင်းစားလုပ်ထောင်မှာတော်တော်မျက်နှာငယ်မှာကွာအဲ့တော့ဒီနိုင်ငံအတွက်စစ်တပ်ထဲဝင်တဲ့ရဲဘော်လေးတွေငါညီညီကိုမောင်နှမများကိုအားပေးပါတယ်ဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရမှာငါတို့အားလုံးရဲ့တာဝန်ဖြစ်ပါအလုပ်လုပ်ရင်လည်းပြဿနာချတယ်အစိတ်ခံအဲ့တော့ no ပါကျွန်တော်မလုပ်ပါဟုတ်တယ်နော်ဖုန်ချောင်းလို့လည်းမရဘူးအမြဲတမ်းစောင့်ကြည့်ခံနေရဒီကစကားလေးတစ်ခွန်းမှားရင်လည်းအကျယ်ရှိပြဿနာချအောင်မှာအဲ့ဒါကြောင့်မလို့ နို့ပါဦးသွဲအေးစစ်စစ်နေမယ်နိုင်ငံတော်ရှိတယ်နိုင်ငံတော်ကလိုအပ်တဲ့အလုပ်မျိုးတွေဝင်လုပ်ပါမယ်ကျွန်တော်နိုင်ငံဒီမိုကရေစီရကြားလာပြီဗျာတမတော်ကြီးအုပ်ဆုံးတဲ့အချိန်ကစပြီးတော့ခင်ဗျားတို့ဆက်ရှင်နေပြီလို့လဲစစ်တပ်ဆိုင်မဝင်ရဘူးကုမိသားစုလေးတစုကိုအလုပ်လုပ်ပြီးတော့အေးအေးချမ်းချမ်းလေးနဲ့စီးပွားချလို့ရတာခင်ဗျားတို့မလုပ်ကြဘာမှမဟုတ်တဲ့ကောင်တွေကထားပြီးတော့ဒီမိုကရေစီလိုချင်တယ်ဆိုပြီးထားတော့ခင်ဗျားတို့ရထားတဲ့ဒီမိုကရေစီလေးကပျောက်သွားအခုဆက်ရှင်နေပြီစစ်တပ်ဆိုင်ဝင်ရမယ်ဆိုလာပြီ35နှစ်အထိဆိုတော့ဟာအဲ့ကြတော့ဖာရမ်မီလောင်နေကြတာဟိုထွက်ပြေးဒီထွက်ပြေးမချက်ဘူးလားဒီမိုကရေစီလိုချင်တယ်ဆိုနော် ရှက်ဖို့တိတ်ကောင်းပါလားပြီးတော့ပြောကြည့်တယ်ပေါ်တာဆိုရယ်ဘာပေါ်တာဆိုမှနားလေလို့လားကျုပ်တို့ရှစ်တိုက်ခဲတုန်းကတောင်ကြီးမှာရပခဆိုတာရှိအဲ့တန်လင်းရှေ့ကြိုင်တစ်ခုလုံးတိုင်ရင်ဆယ်ရင်နဲ့ထိန်းထားတာအဲ့တော့တကယ်တိုက်ပွဲတွေဖြစ်ပြီဆိုရင်ပေါ်တာဆွဲတယ်ဆိုတာနေမိကန်နေပေါ်တာဆွဲတယ်ဆိုတာကျွန်တော်တို့ရဲ့အရန်ကြီးတွေကိုထမ်းပေးဖို့အမြောက်ကြီးစံတွေ120ဟုတ်တော့မလားကျွန်တော်ပြောတာ105နောက်တစ်ခါကဘယ်လိုပြောမလဲလောင်ချပုံးကြီးတွေကိုထမ်းခိုင်းတာဓာတ်တွေနဲ့တင်ရတာလည်းရှိတယ်အဲ့ဒါကိုပေါ်တာဆွဲတယ်လို့ခေါ်တာဗျပေါ်တာဆိုတာမသိဘဲနဲ့၆၆ပြောနေခင်ဗျားတို့ပေါ်တာလည်းမဆို ဲ့ဒီရင်တော့ဆွဲသွားတဲ့ကောင်တွေကမှအသက်ရှင်ပြီးပြန်ရောက်မယ်အခုကကမင်းတို့စစ်မှုထမ်းဥပဒေဆိုပြီးလူငယ်တွေဆွဲလာပြီးတော့ပြည်သူပြည်သူချင်းကိုလှုပ်တိုက်ပေးနေတဲ့ခါတွေနော်နေထားတစ်ခုအလုပ်ဖြစ်နေတာကဲဘာပြောဘုံမတွေကတော့ဘုံမစကားပဲပြောတာပါပဲဘုံမတွေဘုံမစကားပြောတာဘုံမစကားမပြောနိုင်အောင်ပိတ်ပေးရမှာကတော့တော်လိုင်းအဖွဲ့တွေရဲ့တောင်းဖြစ်ပါတယ်ဘာလို့မဲဒီဗီဒီယိုလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့တော်လိုင်းမှာပေါဝင်လာတဲ့အမျိုးသမီးတွေရဲ့အကြောင်းအရာတစ်ခုဖြစ်ပြီးတော့အမျိုးသမီးအနေနဲ့ဘယ်လိုမျိုးခက်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 တော်လိုင်းကြီးတို့ဝင်ရောက်လာခဲ့ကြလဲတော်လိုင်းကြီးတွေမှာဘယ်လိုမျိုးခက်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 လေ့ကျင့်မှုတွေလုပ်ပြီးတော့အိန္ဒိယကနေပြီးတော့စီမံခန့်ခွဲမှုတွေကိုပြုလုပ်နေလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့လူငယ်အမျိုးသမီးရဲဘော်တွေရဲ့ဦးချင်းစီတိုင်းကိုအင်တာဗျူးထားတာဖြစ်တဲ့အတွက်ရဲတန်းပြန်လည်မျှဝေပေးနေခြင်းဖြစ်တဲ့ပါတယ်။ online မျိုးတွေအနေနဲ့လည်းလူမျိုးအမျိုးသမီးငယ်လေးတွေကိုရဲတန်းအားပေးနေဖို့လိုပါတယ်။ဒီဘက်မှာတော်လန်ပြူမီတို့ကိုအားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့96 Soldier PDF မှာဗန်နာရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေသူမတ်ဖူဖြစ်ပါတယ်။အမရေမင်္ဂလာပါနော်။ အမနမီလေးနဲ့လက်ရှိလှုပ်ရှားနေတဲ့ဖွဲ့စည်းလေးကိုပြောပြပေးလို့ရမလားရှင်။အာအမနမီကတော့ဖူးပါ။အာ90 soja PDF မှာဗနာရေးဟိုမှုအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။ဒီຫນွေဦးတော်လည်းကြီးအတွင်းမှာအသက်ခံနာကိုစွန့်ပြီးပါဝင်ဖို့အတွက်ဘလို့အရာတွေကအမအတွက်တွန်းအားဖြစ်စေခဲ့ရလဲရှင်။အာຫນွေဦးတော်လည်းမှာဒါအမတို့ဒီလက်အမတို့မျိုးဆက်ပေါ့နော်။အမတို့ generation မှာဒါက ဟိုပထမဆုံးအာနာတိတ်ခံရတယ်အာနာတိတ်ခံရတယ်ဆိုတော့ဟိုစိတ်ခံစားချက်ကိုရခဲ့တဲ့ဟိုအခြေအနေပေါ့နော်အဲ့တော့မတရားဘူးဆိုတာကိုအမားတို့သိနေတယ်ဒါကိုမတရားတာကိုအာအမားတို့ဟိုလက်ခံ မတရားတာဟိုတွန်းလှန်ခြင်းနဲ့စိတ်နယ်ပဲပေါ့နော်အမားဒီအခြေအနေထိအခုချိန်ထိပါဝင်ဖြစ်တာပါမျိုးတော်လိုင်းကြီးမှာဟုတ်အမားတို့ရဲ့96ဆိုကြမှာမျိုးသမီးရဲဘော်ပါဝင်မှုကဘယ်လောက်ထိရှိနေပြီလဲရှင်အာအမားတို့စီမှာတော့အမျိုးသမီးရဲဘော်ပါဝင်မှုကနည်းတယ်ပေါ့နော်ဟို900ခန့်လုံးလောက်ပဲရှိအောင်မယ်တောင်ပိုင်းနဲ့ဒါအညာပေါင်းမှာပေါ့နော်ဘာလို့လဲဆိုတော့ဟိုအမျိုးအမျိုးသမီးပါဝင်နိုင်မှုကဟိုဒီကာလမှာဟိုအရင်ငါးထပ်စားလို့ရှိရင်တော့ဟို gender equality အရအမျိုးသမီးတွေကယောက်ျားလေးတွေနဲ့တန်းတူဟိုရင်မောင်တန်းပြီးတော့ပါဝင်နေကြတယ်ဆိုပေမဲ့အာအမျိုးသမီးတိုက်ခိုက်ရေးအင်အားဖက်မှာပေါ့နော်အမျိုးသမီးပါဝင်မှုကတော့ရာခိုင်နှုန်းအနေနဲ့ကတော့နည်းနေပါသေးတယ်အာအဓိကအမားတို့ဒီ90ဆိုးကြမှာဆိုလို့ရှိရင်တိတ်များများဆဆမရှိဘူးပေါ့နော်ဟိုဒီတောင်ပိုင်းနဲ့အညာနဲ့ပေါင်းမှာအမားတို့တက်စုတက်စုစားလောက်ပဲရှိတဲ့အနေအထားမျိုးပေါ့ဟုတ် အမျိုးသမီးတယောက်အနေနဲ့ကနာဘောင်းဆောင်ကနေပတ်ဝန်းရတဲ့အခါမှာအခက်အခဲတွေရှိခဲ့လားရှင်ဟုတ်အခက်အခဲတွေကတော့အများကြီးရှိခဲ့တာပေါ့နော်ကိုအရင်တော့ကလည်းဒီလိုအခြေအနေကြီးကိုဟိုဖြတ်တန်းရလိမ့်မယ်လို့ဘဝမှာတစ်ခါမှမထင်ဘူးဟိုမထင်ထားခဲ့တော့ ဟိုအမျိုးသမီးလည်းဖြစ်တာလည်းပါတယ်အမတို့အမျိုးသမီးတွေဆိုလို့ရှိရင်တော့ပိုဆိုးတာပေါ့နော်အာဒီဘလိုပဲအာအလုံးနဲ့ယောက်ျားမိန်းမတန်းတူဟိုရှေ့ရှေ့တန်းမှာလည်းနဲ့ကင်ပြီးတော့ဟိုတိုက်နေကြပါစေအောင်စိတ်ပိုင်းဆိုင်ရာအမျိုးသမီးတွေအနေနဲ့ဒီ period ကာလမှာ ပဲဖြစ်ဖြစ်ဟိုစိတ်ဓာတ်ကြတာတွေအမျိုးသမီးတွေကအမျိုးသမီးတွေရဲ့စိတ်ဓာတ်ကြမှုကအမျိုးသားတွေထက်တော့ဟိုပိုပိုလိမ့်မယ်လို့အမထင်တယ်ပေါ့နော်အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်းအမအဲ့တော့အများကြီးကြော်လွားပါတယ်ဒီချိန်နေဒီဒီနေ့ဒီချိန်အထိပေါ့နော်အာရုပ်ပိုင်းဆိုင်ရာကတော့ဟိုဥမာရှေ့တန်းနေပါတွေထွက်ကြတဲ့အခါကြာလို့ရှင်ဒီအမျိုးသမီးရဲဘော်တွေ ਨੇ အနေနဲ့ကြုံရတာကြတော့ဟိုဟိုအိမ်သာအခက်အခဲတို့ရေချိုးရတဲ့အခက်အခဲတို့ဒါတွေကတော့ဟိုပျော့ပြစရာတော့မလိုပေါ့နော်အမျိုးသမီးတွေအ နေနဲ့ယောက်ျားလေးတွေဆိုလို့ရှိရင်တော့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သူတို့ဟိုဟိုအဆင်ပြေပြေသွားလာလှုပ်ရှားလို့ရပါမယ်အမျိုးသမီးတွေကအဲ့ဟာကိုတော့အဲ့ဟာတစ်ခုတော့တော်တော်ကြီးကိုအခက်အခဲဟိုကြုံကြရတယ်ပေါ့နော်အခုလိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါတော်လန်ပုံကံအမျိုးသမီးတယောက်နေနဲ့ဘလို့အာမန်ပြေနဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရလဲရှင်အာဒီလိုပဲအဲရှေ့မှာဟိုကြာသွားတဲ့ရဲဘော်တွေ ထောင်ကျနေတဲ့ဟိုညီလေးဟိုမောင်နှင်းညီမတွေသူတို့ရဲ့မျက်နာတွေပြီးရင်ဒီဒီတော်လန်ကြီးကာလာမှာမှအမဆိုရင်အညာပေါ့နော်အခုဆိုရင်ဟိုအညာအခြေဆိုင်ဖြစ်တဲ့အတွက်အညာပြည်သူလူထုတွေရဲ့မျက်နာတွေပြည်သူတွေကဟိုသူတို့အသက်တွေပေးအိုးအိမ်စီစိမ်တွေပေးပြီးတော့မှဟိုဒီတော်လန်ကြီးမှာဒုက္ခခံပြီးတော့ပါဝင်နေကြသူတို့မျက်နာတွေကိုဟိုကြည့်ပြီးတော့ပဲအမတို့အားတင်းနေပေါ့နော်ပြီးရင်အမတို့တွေဘလို့အားတင်းလဲဆိုတော့ဟိုဒါအရှိမလဲဟိုအမတို့ကြွေးကြော်ခဲ့ ်တယ်လို့ပဲဟို88ကသွေးကြေးရောက်27မှာအပီးတောင်းဆိုရဲအမတို့ဒီတော်လိုင်းအစားတော်ကကြွေးကြော်ခဲ့ရရှိရပေါ့နော်အဲ့တော့အရင်မျိုးဆက်တွေဟိုဟိုဟိုဘယ်လိုပြောမလဲအဆုံးအထိအပီးမတက်ခဲ့တဲ့ဒီစစ်အာဏာရှင်စနစ်ကိုပေါ့နော်အမတို့ဒီမျိုးဆက်မှာတော့ဟို နောက်နောက်မျိုးဆက်တွေအမားတို့လိုမခံရအောင်လို့နောက် generation တွေအတွက်အမားတို့တွေကအာဒါအဆုံးသတ်ပေးရမယ်ဟိုစစ်အာဏာရှင်မှမဟုတ်ဘူးဘယ်အာဏာရှင်ကို မဆိုအမားတို့ဟိုအဆုံးထိတွန်းတွန်းလှန်သွားမယ်ဆိုရဲစိတ်နဲ့ပဲအမားတို့တွေအခုချိန်ထိဟိုပါဝင်နေကြတာပေါ့နော်ဝါဒနာပါတဲ့ရှေ့နေအလုပ်ကိုဆွန့်လွတ်ပြီးတော့တော်လည်းခီးလန်းကိုရှောက်လန်းခဲ့ရပေမဲ့ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့နောင်တရတဲ့အခြေအနေရှိခဲ့လားရှင်အော်ပွင့်လင်းဝင်ခရရရင်တော့နောင်တရရတယ်ဆိုတော့စိတ်ထက် ဟိုတခါလေကြာရင်တော့ပြန်ချင်တာပေါ့နော်ငါဒီလမ်းကိုမရွေးခဲ့ပဲနဲ့ငါအာဒီရှိနေဟို career ကိုတာငါရွေးချယ်ခဲ့ပြီးတော့ငါဆက်လုပ်နေမှာဆိုရင်အခုချိန်ဆိုရင်ငါဖြစ်ချင်တဲ့တကယ်ဟိုဟို experience ကောင်းကောင်းနဲ့ငါကောင်းကောင်းမွန်မွန်ဒီ career ကိုရှောက်လန်းနိုင်နေပေါ့နော်အာဒါပေမဲ့လည်းအမားတို့တွေကခုနကပြောသလိုမျိုးပဲ အမားတို့တယောက်တည်းကောင်းဖို့အတွက်အမားတို့ရွေးချယ်ခဲ့ရမဟုတ်ဘောเนาะဒီလမ်းကအော်ကိုကိုတိုင်းလည်းဟိုစိတ်ပါလို့ရွေးချယ်ခဲ့တာဖြစ်တယ်ဘယ်သူမှလည်းအမားတို့ဟိုတွန်းပို့ပြီးတော့နင်တို့လောက်ကိုလောက်ရမယ်ဆိုတော့အမားတို့တာဝန်ပေးပြီးတော့လောက်ကြတာမဟုတ်ဘူးအခုဆိုလို့ရှင်ဒါမြို့ပေါ်မှာကြံခဲ့တဲ့လူငယ်တွေဆိုလို့ရှင်စစ်ကောင်စီကအတင်းအဓမ္မဟိုပေါ်တာဆွဲပြီးတော့ဖျားပေးပြီးတော့လောက်ခိုင်းတာ လောက်ခိုင်းတာရှေ့တန်းကိုပို့တယ်စစ်တိုက်ခိုင်းတယ်ပေါ့နော်ဒါပေမဲ့အမတို့တွေကမျိုးတော်လည်းအစတည်းကပါလာတဲ့လူငယ်တွေအကုန်လုံးကဒီလမ်းလျှောက်တယ်ဆိုတာအမတို့ရဲ့စိတ်ဆန္ဒတွေအမတို့ရဲ့ဒီဟိုတိုင်းပြည်ကိုချစ်တဲ့စိတ်တွေနောက်မျိုးဆက်တွေအတွက်ကောင်းစေချင်တဲ့စိတ်တွေနဲ့ပဲအမတို့လျှောက်ခဲ့ရပါတော့အဲ့တော့အဲ့ဟာတွေနဲ့ပြန်ပြီးတော့ချင့်ချိန်စဉ်းစားလိုက်မယ်ဆိုရင်တော့အမကတော့ဟိုနောင်တရတဲ့စိတ်တော့မရှိဘူးဒါပေမဲ့တော်လိုင်းကဘယ်ချိန်ပြီးမယ်မန်းတော့မသိဘူးပေါ့နော်ဟာတော်လိုင်းပြီးရင်တော့အမကတော့အမရဲ့ဟိုဖြစ်ချင်တဲ့ဆန္ဒတွေကိုတော့ ော့ဟိုပြန်ပြီးတော့အကောင့်ထဲပေါ်သွားခြင်းနေဒီလောက်ပဲပေါ့အမဆန္ဒတရားတော့ဟုတ်နောက်ဆုံးမေးဖို့အနေနဲ့ဒီဒေါ်လာရေးအတွင်းမှာနေရာဘောင်းဆောင်ကဏဘောင်းဆောင်ကနေတိုက်ပွဲဝင်နေကြတဲ့မြို့သမီးရဲဘော်တွေကိုအားပေးစကားပြောပြလို့ရမလားရှင်ဟုတ်အာဒီနေ့ဒီချိန်ထိပါဝင်နေကြတဲ့မြို့ဒေါ်လာရေးမှာပါဝင်နေကြတဲ့ဒီရဲ မိတွေပေါ့နော်အမျိုးသမီးတွေကိုအမကဟိုလေးစားဂုဏ်ယူပါတယ်အမတို့ကိုယ်တိုင်လည်းအမျိုးသမီးတယောက်အနေနဲ့ဒီတော်လှန်ရေးမှာပါဝင်နေရတာဖြစ်တဲ့အတွက်ဟိုအမျိုးသမီးတွေကိုစားပေါ့နော်အမတို့တွေကဟိုထဲထဲဝင်ဝင်ဟိုရှစ်ဆက်ပြီးတော့လောက်ရမယ် အမျိုးသမီးတွေကတကယ်မြေပြင်မှာကြံ့ကြံ့ခံပြီးတော့လုံနေရတာကိုမြင်တဲ့အတွက်ဟိုအမအရန်ဟိုဝမ်းတာဂုံယူရယ်ပေါ့နော်အမျိုးသမီးတွေကိုစားအခုချိန်ထိလည်းတောင်းခံပြီးနေကြရတဲ့အတွက်လည်းကျေးဇူးတင်တယ်အာရဲမေတွေအာပေါဟိုတိုက်ခိုက်ရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေမှာပါဝင်နေတဲ့ရဲမေတွေမှာမဟုတ်ဘူးပြည်သူတွေအမျိုးသမီးပြည်သူတွေအများကြီးတောင်းခံနေကြရရှိပါတယ်တချို့ပြည်သူတွေဆိုလို့ရှိရင်ဒါအညာမှာဆိုရင်ဟိုအိမ်တော်ဦးစီးတက်ဖြတ် ခံလိုက်ရတာတွေရှိတယ်။ဟိုဟို rate လောက်ခံရပြီးတော့မှဘဝကိုဆက်ပြီးတော့ဟိုရုံးကန်နေရတဲ့အမျိုးသမီးတွေရှိတယ်။ဒီတော်လန်ရေးကာလမှာဟိုပရိဖခဘောင်းဆောင်ကြားရရနေပြောကြော်ဖြတ်နေရတဲ့အညာပြည်သူလူထုအမျိုးသမီးတွေနေရာဘောင်းဆောင်ဒေသဘောင်းဆောင်အတီးတီးကဒီဟိုဆစ်ရှောင်းအမျိုးသမီးတွေပေါ့နော်အားလုံးအတွက်ကိုလည်းအမဟိုဒီနေရာနေပဲဂုဏ်ယူပါရဲဆက်ပြီးတော့လည်းဟိုတောင်းခံပေးကြပါပါဝင်ပေးကြပါလို့အမကတော့ဟိုပြောချင်ပါတယ်ဟုတ် အမအနေနဲ့အခြားဖြည့်ဆွက်ပြောချင်တာလေးများရှိမလားရှင်အာဖြစ်ဆက်ပြောချင်တာတော့ဒီအမျိုးသမီးမှမဟုတ်ပါဘူးပေါ့နော်ဒီပါဝင်နေကြတဲ့လူငယ်လူကြီးလူကြီးလူငယ်မရွေးအာအကုန်လုံးရဲဘော်တွေအကုန်လုံးကိုဆက်ပြီးတော့တောင်းခံပေးကြပါအမားတို့မျိုးဆက်မှဒီခရီးကိုပြီးဆုံးအောင်မလျှောက်ဘူးဆိုလို့ရှိရင်နောက်မျိုးဆက်တွေအတွက်ဟိုဟိုဒီခရီးကဆက်လျှောက်နိုင်ဖို့ဆိုတာအရန်ကိုခက်ခဲသွားလိမ့်မယ်လို့အမားထင်တယ်အားကြောင့်မို့လို့အာအတင်းထားကြပါလို့ပဲအမားပြောချင်ပါတယ် အားလုံးပဲဒီဗီဒီယိုတော့လည်းပဲဆုံးသက်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဗီဒီယိုတွေမှာဖြစ်နေတဲ့ကျွန်တော်ရဲ့ကိုကျဲ Production Channel လေးကို Like and Subscribe လုပ်သင့် Like and Subscribe ပါပြီ။ဘေးကကောင်းလို့မြကြချင်းပြင်တက်လာသမျှသတင်းအနေနဲ့ဒီနေ့စဉ်ဒီနေ့နှစ်ကြိမ်မနက်ပိုင်းသတင်းနဲ့ညပိုင်းသတင်းဆိုပြီးတော့ပွဲဝေပြီးတော့ပုံမှန်တင်ပြပေးသွားမှာဖြစ်တဲ့ပြင်ထားတော့ထားတော့နိုင်ငံရေးသတင်းအပြည့်စရာသတင်းများကိုလည်းနည်းပြပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးအပိပေးကြဖို့လည်းဒီကနေ့ပြီးတော့အမှန်တောင်းဆိုလိုက်ပါရစေ။လူတွေအားလုံးဒီနေ့မှအများဆုံးကြိုးစားပါသေးလို့ဆုတောင်းပေးမယ်။နောက်ထပ်ဗီဒီယိုမှာ Channel ဆက်ကြည့်ကြပါမယ်။